ဆိုတော့ပမာဆုံး2.1 present symbol he she it တဲ့တော်မယ်နော် so he she is or the present symbol express or ဖော်ပြပါတယ် effect အမှန်တရားတွေကို which is always to present symbol tense ကိုသုံးတဲ့အခါမှာအမြင်နဲ့မှန်နေအမှန်တရားတွေဒါမှမဟုတ် or true for a long time အဲ့အရာတခုကအချိန်ကြာမြင့်စွာမှန်ကန်နေမယ်ဆိုလို့ရှိရင်ချိုးသုံးတယ် he comes from new zealand သူ new zealand မှာလာတယ် ဆိုတော့ new city မှာသူနေခဲ့ရလဲရှိတယ်ဒါဆိုတော့အချိန်ကြာကြီးနေခဲ့ဘူးတယ်အဲ့တော့တချို့သုံးမယ်ပြီးတော့ she works with her husband ဒါဆိုရင်အခုလက်ရှိသူလုပ်နေတာအမြင်နဲ့မှန်နေရဲ့အမှန်တရားဆိုတော့အချို့က bad present simple နဲ့သုံးရတယ်နံပါတ်2ကြည့်ရအာ present simple also express a habit or routine and present simple tense ကချို့တွေ habit တွေဟုတ်လား routine ကိုယ်လုံးလေးလုပ်ထားရှိရဲ့နေတိုင်းလုံးလေးလုပ်လေ့ကျင့်ရှိနေတဲ့ဟာတွေမှာလည်းသုံးလို့ရတယ် he often goes to the gym ဒါသူမြင်းနဲ့သွားနေရနေတိုင်းသွားနေဟုတ်လားသူရဲ့ gym သွားမယ့်နေရာကိုသူသွားနေဒါဆိုရင်ကျွန်တော်က present simple နဲ့သုံးမယ်ပြီး she walks her dog every day ဆိုတော့သူက သူ့ခွေးလေးနဲ့စော့တယ်စော့တယ်ဆိုတော့အဲ့ဒီဟာခွေးလေးနဲ့စော့တာကတကတနေရဲစော့တာမဟုတ်အမြဲတမ်းစော့ပစ်နေတယ်ဆိုတော့ကျွန်တော်က present simple နဲ့သုံးလို့ရတယ်ဒါဆိုရင် positive အနေနဲ့ဆိုရင်ကျွန်တော်က he she it ဆိုတော့ he she it က third person singular ဖြစ်ထွက်တဲ့ဘာထည့်ရလဲ verb မှာ SES တဲ့ပေါ့ဟုတ်ပြီနော်ပြီး negative အနေနဲ့ဆိုရင်ခြေရုပ်က but one present simple တွေကို negative နဲ့ question လုပ်တဲ့အခါမှာ have to do ကိုအခုခေါ်ပေးရတယ် do နဲ့ does နဲ့ do ကတော့ third person plural ဆိုအများဆိုသုံးမယ် does ကတော့ third person singular ဆိုရင်သုံးမယ်ဟုတ်ပြီနော်ဆိုတော့ question နဲ့ဆိုလဲအဲ့လိုပဲသုံးတဲ့ subject ပဲမူတည်ပြီးတော့ do သုံးပါလား does သုံးပါလားဒီ lesson မှာတော့ခြေရုပ် does ပဲသင်ရတယ်ဟုတ်ပြီနော်ဒါကတော့ question မှာ wh နဲ့ဆိုတော့ခြေရုပ် lemme ကိုနေ လာမေကွန်ဆိုရင်တော့ဒီမှာ dust နဲ့ပဲသုံးမယ် wh လုံးဝမပါဘူး does he live in america ဒါဆိုရင် yes he does ပဲပြောမယ် he live လို့ဖြစ်ဟုတ်ပြီနော် yes he does မဟုတ်ဘူးဆိုရင် no he doesn't အဲ့လိုပဲဖြစ်မယ်